အဝင်တိုင်းတည်ထွက်တိုင်းတည်ပေါ့။ဒါဒီကမှဒီတူးပြီးတော့ဝင်လာရင် ဝင်နေလို့တည်။ဒီတူးပြီးတော့ထွက်သွားရင်ထွက်သွားတယ်လို့တည်ပေါ့။အဝင်ကထွက်တော့ခြုံခြုံုံပြီးတော့တတိထားလို့လည်းရတယ်။ ဆောင်းလုံးဆရာတော်ဘုရားကြီးပြောလို့ပေါ့ထီတီတတိပေါ့ထီတဲ့ပုံမှာပေါ့ထီတဲ့ point လေးတွေပေါ့ထီတဲ့အမှတ်လေးတွေကိုတတိပီတတိတတိပီတတိပေါ့တတော်မီတတော်တတော်မီတတော်တောင်းနေတဲ့ထီမှုတောမှုလေးတွေကိုရီထားလို့ရတယ်တရားထုတ်တဲ့ဆိုတာကနံပါတ်1တတိထားမှု အောင်မြင်မှုဖြစ်ရမယ်ပေါ့ဒီယုတ်တရားနဲ့တရားဖြစ်ပေါ်မှုတွေနဲ့ပတ်သက်ပြီးတော့သတိထားမှုအောင်မြင်မှုဖြစ်ရမယ်ပေါ့တော့ထိတာတောနာတွေကိုသတိထားရမယ်ပေါ့သတိထားပြီးရင်ဦးဇင်းတို့ကပညာနဲ့ပေါ့ဉာဏ်ပညာ နည်းအားဖြင့်အာမောဟဆိုတဲ့ပေါ့ဝိဇ္ဇာဉဏ်ပေါ့ဝိဇ္ဇာဥဒ္ဒပါတိပေါ့ဉာဏ်ဉာဏ်ဖြစ်ဖို့ကြတော့ရီထားနေုံနဲ့မရဘူးပေါ့ရီထားတဲ့အပြင်ပေါ့နောက်ွယ်ကပေါ့အမှန်တရားကိုဉာဏ်တို့သိရမယ် ပညာဉာဏ်ဆိုတဲ့သဘောကနောက်ကွယ်ကအမှန်တရားကိုထိုးသွင်းပြီးတော့သိတာပေါ့ဥစဉ်တို့ဇီးခွဲယုတ်ဘဝယုတ်ငငယ်တော့ပြစ်တိုင်းတောင်ယုတ်ပေါ့အယုတ်ကလေးတွေဆိုရင်ဒါလှလိုက်တာလို့ထင်တာပေါ့ဒါပေမဲ့နောက်ကွယ်ကအမှန်တရားကတော့သူကစက္ကူချက်တည်ဘူးပဲသူကစုပေါင်းပြီးတော့ပြုလုပ်ထားတာပေါ့ကော်ကတ်ပြီးတော့ပြုလုပ်ထားတာပေါ့အပြင်မှာတော့ လောကမြင်ရတော့ဈေးဝယ်ရုပ်ပူဝါရုပ်ပြတိုင်းတောင်ရုပ်ပေါ့နောက်ကွယ်ကအမှန်တရားတော့ဒါစက္ကူချက်တည်းပဲစူပေါင်းထားတာတို့တူပဲပေါ့ဦးဇင်းတို့ကဝင်လေတို့ထွက်လေတို့ပြောနေပြီပဲနောက်ကွယ်ကတကယ်ဖြစ်နေတာကတော့သူကထိတာတွန်းတာဆိုတဲ့ယုတ်တရားပေါ့ထိတာတွန်းတာဆိုတဲ့ယုတ်တရားကိုဦးဇင်းတို့ကဝင်လေပဲထွက်လေပဲဆိုပြီးတော့အမိပေးထားတာတတ်မှတ်ထားတာ ဒီတော့တတိပိတတိတတိပိတတိတတွန်မိတတွန်တတွန်မိတတွန်တွန်းနေတယ်ပေါ့ထိမှုတွန်းမှုဝါယောတတ္တိရဲ့ပေါ့ဇက်တိုက်အစားထိုးမှုတွေပဲဖြစ်နေတာပေါ့ထိမှုတွန်းမှုတွေကဝင်လေလို့မပြောဘူးထွက်လေလို့လည်းစကားပြောလာတာမဟုတ်ဘူးအဲထိမှုတွန်းမှုတွေပဲတစ်ဆက်တစ်ခုပြီးတစ်ခုပေါ့ တတိဝိတတိတတိဝိတတိတတိဝိတတိတတော်မီတတော်တတော်မီတတော်တတော်မီတတော်ပေါ့ဇက်တိုက်စားထိုးနေတာ ਉਹ ဒါအမတ်တင်ညာကနေပြီးတော့ပေါ့ဦးဇင်းတို့အမတ်တင်ညာကနေပြီးတော့ဒီလိုထိရင်ဒီလိုတွန်းရင်ဝင်လေဒီလိုထိရင်ဒီလိုတွန်းရင် ထွက်လေဆိုပြီးတော့ပေါ့အမတ်တင်ညာကတတ်မှတ်နေတာပေါ့ပြောရင်ကတော့ဝင်လေတွန်းလေရဲ့နောက်ွယ်မှာတကယ်ဖြစ်နေတာကဝါယောတတ်နဲ့တင်ညာပဲဖြစ်နေတာ အဲဒီဥစဉ်ကဝါရောတဲ့နဲ့တင်ညာကိုမမြင်ဘူးဝင်လေထွက်လေကြီးပဲရှိနေတယ်လို့ထင်နေတယ်အမေမွေးတဲ့ကဒီဝင်လေထွက်လေကြီးကပါလာတယ်ဒီလိုထင်နေတယ်အဝင်လေထွက်လေကပြောရင်တော့ပြဉ္ညာတတ်မှတ်ချက်တကယ်ဖြစ်နေတာကဝင်လေထွက်လေရဲ့နောက်ွယ်မှာထိမှုတွန်းမှုဆိုတဲ့ယုတ်တရားနဲ့ဒီယုတ်တရားကိုဒါကဝင်လေပဲဒါကထွက်လေပဲဆိုပြီးတော့ဒီထိမှုတွန်းမှုတွေဆက်နေတာကိုဝင်လေထွက်လေလို့တတ်မှတ်နေတဲ့ တင်ညာဆိုတဲ့နန္တရားကတော့နောက်ွယ်မှာဖြစ်နေတယ်။ဒါပေမဲ့ဦးဇင်းတို့ကနောက်ွယ်ကအမှန်တရားကိုမမြင်ဘူး။ဝင်လေထွက်လေပဲမြင်နေတယ်။ဒါကြောင့်ဝင်လေထွက်လေရှိရင်တမထလို့ပြောတာ။တမထဆိုတာကသူကနောက်ွယ်ကတကယ်ဖြစ်နေတဲ့ယုံနံကိုမမြင်ဘူး။သူကအပေါ်ယံပဲမြင်နေတာပေါ့။အဲတကယ်အတိမှုတွမှုတွေကကျွန်တော်ဝင်လေပါ၊ကျွန်တော်ထွက်လေပါလို့ပြောမသွားဘူး။ဒီ ਉ ကြည်တော်ဆိုတဲ့အတန်ကလေဒီတန်ဟာခွေးပါလို့ပြောမတော်ဘူး စီဒီကတ်ဆိုတဲ့အတန်ကလည်းကျွန်တော်ကြောင်းပါလို့ပြောမတော်ဘူးအတော်ဆိုတဲ့အတန်ဟာယုတ်တရားပေါ့တော်ဆိုတဲ့အတန်ယုတ်တရားဟုတ်ဒါကတော့ခွေးပဲတတ္တဝါပဲလို့လှုပ်ယူလိုက်တာကတင်ညာကလှုပ်လိုက်တာအခုဥစဉ်ကနောက်ွယ်ကပေါ့ယုတ်တရားနဲ့နန္တရားတင်ညာကိုမမြင်ဘူးဒါကြောင့်ဥစဉ်ကဝိပဿနာလမ်းကြောင်းပေါ့မရောက်တာပေါ့တကယ်နောက်ွယ်ကအမှန်တရားကိုမမြင်ဘူးဝင်လေထွက်လေတတလုံးရှုနေတာပဲ ဒါပေမဲ့တကယ်နောက်ွယ်ကတကယ်ဖြစ်နေတဲ့တိမှုတွမှုနဲ့ဒီတိမှုတွမှုတွေဇက်တိုင်ဖြစ်နေတာဟုဒါကဝင်လေပဲဒါကထွက်လေပဲဆိုပြီးတော့တတ်မှတ်နေတဲ့တင်ညာကိုလည်းမမြင်ဘူးတိမှုတွမှုကိုလည်းမမြင်ဘူးအဲတိမှုတွမှုကိုပဲဥစဉ်တော့ကဝင်လေထွက်လေအစဉ်တန်းကြီးဆိုပြီးတော့တရုပ်စဉ်ဝင်လေအကြောင်းကြီးထွက်လေအကြောင်းကြီးဆိုပြီးတော့ပြောကြတယ်ဒီကအကြောင်းကြီးဖြစ်နေတာမဟုတ်ဘူးတိမှုတွမှုတွေဆက်နေတာကိုပဲ ဝင်လေအတန်းကြီးထွက်လေအတန်းကြီးဆိုပြီးတော့တင်ညာကတတ်မှတ်နေတာပေါ့ဦးမင်းတို့ကတင်ညာကိုလည်းမမြင်ဘူးထိမှုတွန်းမှုတွေတတိပီးတတိတွန်းပြီးတတွန်းပေါ့ဆက်နေတယ်ဆိုတာကိုလည်းနားမလည်ဘူးပေါ့အဝင်လေထွက်လေတွေမှာပဲဦးမင်းတို့ကဝိပဿနာဉာဏ်ဝင်လို့ရတယ်အဝိရဏဉာဏ်မဝင်တတ်တော့တတလုံးဝင်လေထွက်လေရှုနေရတယ်ပဲတမထမှာပဲလမ်းဆုံးသွားတာပေါ့ ဒီအရှုခံတော့ဒါပဲဒါပေမဲ့အဲ့ဒီပုံမှာအတိညာန်ပေါ့မှန်ကန်နဲ့နားလည်မှုဖြစ်သွားရင်ဝိပဿနာဖြစ်သွားတယ်ဝိပဿနာဆိုတာအရှုခံမှာမရှိဘူးဥစဉ်တော့အာယုံဘက်မှာဝိပဿနာမရှိဘူးဝိပဿနာကအဲ့ဒီအရှုခံကိုရှုတဲ့ပေါ့စိတ်ဖက်မှာ ဖြစ်တာဒါကြောင့်မို့အာယုံနဲ့စိတ်ပေါ့အာယုံဘက်မှာဝိပဿနာမရှိဘူးဒါပေမဲ့ဥစဉ်တော့အာယုံပဲအဓိကထားနေတယ်အဝေဒနာပေါ်ပြန်ပြီးဝေဒနာချုပ်ပြန်ပြီး အဘာစိတ်ပြပြန်ပြီညာစိတ်ပြပြန်ပြီအဲ့တော့စိတ်ပဲပြပြရုပ်ပဲပြပြပေါ့ရှုလိုက်ရင်တော့ရှုကံပဲသူအရှုကံဘက်မှာမေဃတစ္ဆာမရှိဘူးဝိပဿနာမရှိဘူးဒီရှုတဲ့စိတ်ဘက်မှာရိဉဏ်ပညာဖြစ်မှဝိပဿနာတရားအားထုတ်တယ်လို့ဒါဆိုလို့ရမှာပေါ့ဒီကဝင်လေထွက်လေဘက်မှာဝိပဿနာမဖြစ်ဘူး ဒီဝိနည်းတွက်လေးကိုဘယ်လိုနားလဲတလေဘယ်လိုတိလဲဆိုတဲ့စိတ်ဖက်မှာအတိမှန်ကံမှဥစဉ်တော့ဝိပဿနာဖြစ်တာတို့တူပဲဝေဒနာကိုရှုရင်လည်းဒါဝေဒနာဘက်မှာဝိပဿနာဖြစ်တာမဟုတ်ဘူးဝေဒနာချုပ်ချုပ်ဝေဒနာပြင်းပြင်းပေါ့ဝေဒနာကိုရှုနေခြင်းဝေဒနာကအရှုခံဖြစ်သွားပြီအရှုခံကဒုက္ခတစ္ဆာသူကဒုက္ခတစ္ဆာဘက်မှာဝိပဿနာဖြစ်တာမဟုတ်ဘူးရှုတဲ့စိတ်ဘက်မှာအတိညာဘက်မှာမေဃတစ္ဆာဖြစ်ရမှာ ဒါပေမဲ့ဦးဇင်းတို့ကရှုကံကိုပဲအဓိကထားနေတာပါဝေဒနာပေါ်ပြန်ပြီးဝေဒနာချုပ်ပြန်ပြီးအတောင့်လာပြန်ပြီးတင်းလာပြန်ပြီးပူလာပြန်ပြီးအေးလာပြန်ပြီးစိတ်ပြင်းထွက်သွားပြန်ပြီးအစိတ်ကတည်ငြိမ်ပြန်ပြီးမဟုတ်ဘူးလေအဲ့ဒါကိုရှုလိုက်ရင်တော့ရှုကံကဒုက္ခတစ္ဆာပဲဦးဇင်းတို့ကဒုက္ခတစ္ဆာဖြစ်အောင်ရှုတာမဟုတ်ဘူးမေဃတစ္ဆာဖြစ်အောင်ရှုရမှာရှုကံဒီကဒုက္ခတစ္ဆာလေးကြီးပဲဘာပဲရှုရှုပေါ့ဝေဒနာပဲရှုရှုစိတ်ပဲရှုရှုဝင်လေထွက်လေပဲရှုရှုပေါ့ အယူကံကယုတ်တရားတွေနံတရားတွေဖြစ်ရင်ဖြစ်မဲ့ဒုက္ခတစ္ဆာပဲအယူကံတွေအယူကံတွေကအာယုံလို့ခေါ်တယ်အယူကံလဲဆိုတာတိလိုက်တာပေါ့တိလိုက်ပြီးယူလိုက်ပြီးဆိုရင်အဲ့ဒါအယူကံအယူကံဘက်မှာဝိပဿနာမရှိဘူးအဲ့ဒီအယူကံတွေကိုအာယုံတွေကိုပေါ့အယူကံအာယုံတွေကိုဘယ်လိုတိတယ်လဲဘယ်လိုနားလည်တယ်လဲဆိုတဲ့ပေါ့တိတဲ့ဘက်နားလည်တဲ့ဘက်မှာမှမေဃတစ္ဆာဖြစ်တယ် မဂ္ဂတစ္ဆာဆိုတာဝိပဿနာဖြစ်တယ်လို့ပြောတာဝိပဿနာဆိုတာအမှန်မမှန်ကန်ကန်သိတဲ့အတိပေါ့နားလည်မှုပေါ့အဲ့မှန်ကန်တဲ့အတိနားလည်မှုကမှအဝိဇ္ဇာဆိုတဲ့အမှန်မတိမှုကိုဖယ်ရှားမှာသူကအဝိဇ္ဇာကိုဖယ်နိုင်မှပရိစ္ဆေသမုပ္ပါကလွတ်မှာလေအဝိဇ္ဇာကိုမဖယ်ဘဲနဲ့ဘယ်လိုပရိစ္ဆေသမုပ္ပါကလွတ်မှာလေဒုက္ခကလွတ်မှာအဝိဇ္ဇာကိုဖယ်နိုင်ဖို့အတွက် ဝိဇာဉဏ်ဆိုတဲ့ပညာဉဏ်ဆိုတဲ့မကန်တဲ့အတိပေါ့ဖြစ်ဖို့လိုတာအဲ့မကန်တဲ့အတိရလေသူကအာယုံဘက်မှာမဖြစ်ဘူးဒီအာယုံကိုဘလို့နားလေလဲဆိုတဲ့စိတ်ဖက်မှာဖြစ်တာဒါပေမဲ့ဥစဉ်တော့အာယုံတွေကိုပဲအဓိကထားနေတော့အတိဉဏ်ကမဖြစ်ဘူးဝိပဿနာကမဖြစ်ဘူးဖြစ်နေတာပေါ့ ဝိပဿနာဉာဏ်ဖြစ်ဖို့ဆိုရင်ဥစဉ်ကနောက်ွယ်ကအမှန်တရားကိုသိရမယ်။ဥပမာညောင်းနေနာတယ်ထုံနေကျင်းနေဆိုရင်လေသူကနောက်ွယ်မှာပထဝီဓာတ်တွေဖြစ်နေတာညောင်းတာနာတာတွေဖြစ်တာမဟုတ်ဘူး။သူကပထဝီဓာတ်တွေရဲ့ဒီလွန်ကွယ်လွန်ကဲမှုပေါ်မှာမတည်ပြီးတော့ဥစဉ်ကဒီလိုပထဝီဓာတ်ဖြစ်ရင်ညောင်းတာနာတာဒီလိုပထဝီဓာတ်ဖြစ်ရင်ထုံတာကျင်းတာဒီလိုပထဝီဓာတ်ဖြစ်ရင်ကြိုက်တာခဲတာဒီလိုအမိတွေပေးကြတာတတ်မှတ်ကြတာ ထုံနာကျင်နာရီရဲ့နောက်ကွယ်မှာပထဝီဓာတ်တည်အစာထိုးနေတယ်ဖြစ်ပေါ်နေတယ်ဆိုတာကိုနားလည်နိုင်ရမယ်ပေါ့တို့တူပဲလူရာတန်းနာရီပြုလို့ရင်ဦးစင်းတော့ငါလူတယ်ငါလူကျင်တယ်လို့ထင်တာမဟုတ်ဘူးနောက်ကွယ်မှာစေတနာလေးပေါ်နေတယ်အစေတနာလေးပေါ်လို့လူကျင်တာစေတနာမပေါ်ရင်မလူကျင်ဘူးပေါ့တခုခုလှုပ်ကျင်နေတယ်ကိုင်းကျင်နေတယ် တရားလုတ်ချင်တာပဲဖြစ်ဖြစ်ပေါ့စောက်လို့ရေလုတ်ချင်တာပဲဖြစ်ဖြစ်ပေါ့သူကနောက်ွယ်မှာစေတနာတွေပေါ်နေတယ်ဒါပေမဲ့စေတနာပေါ်တာဦးဇင်းကမမြင်ဘူးငါလုတ်ချင်တယ်ငါကန်ချင်တယ်ဆိုတော့သူကသူကကံကုတူပဲဖြစ်သွားတာပေါ့ဒါစေတနာလေးကိုမြင်ရင်အဲ့ဒီလုတ်ချင်တဲ့ခိုက်မှာပဲသူကဉာဏ်ကုတူဖြစ်တော့မှာနောက်ွယ်ကအမှန်တရားပေါ့တကယ်ဖြစ်နေတဲ့နောက်ွယ်ကယုံတဲ့နံကိုမြင်မှာပေါ့ နောက်ဝေကစိတ်တည်တင်ညာတွေကိုမြင်မှပေါ့နားလည်မှဥစဉ်တော့ဝိပဿနာလမ်းကြောင်းပေါ့ရောက်လာမယ်အဝင်လေထွက်လေကိုရှုတယ်ဆိုရင်လည်းဝင်လေထွက်လေမှာပဲလမ်းမဆုံးနဲ့ပေါ့ထိတာတောနာလေးတွေဒါဆက်ဆက်ပြီးတော့ဖြစ်နေတာကိုတတိထားမိအောင်လုပ်ပေါ့ဒီကဝင်လေအတန်းကြီးဖြစ်နေတာမဟုတ်ဘူးထွက်လေအတန်းကြီးဖြစ်နေတာမဟုတ်ဘူး တိမှုတွန်းမှုတွေပဲတတိပီးတတိတတိပီးတတိတတွန်းပီးတတွန်းတတွန်းပီးတတွန်းဇက်တိုက်ဖြစ်နေတာပေါ့ဒီလိုဇက်တိုက်ဖြစ်နေတဲ့တိမှုတွန်းမှုတွေကိုပဲဥစဉ်တော့တဆက်သေးယူပြီးတော့ဒီလိုထိရင်ဝင်လေဒီလိုတွန်းရင်ထွက်လေဆိုပြီးတော့တင်ညာကတတ်မှတ်နေတာပေါ့တကယ်ဖြစ်တာကတိမှုတွန်းမှုဆိုတဲ့ယုတ်တရားနဲ့အမတ်တင်ညာတွေပဲဖြစ်နေတာတိမှုတွန်းမှုကိုတင်ညာကဝင်လေလို့တတ်မှတ်လိုက်တယ် နောက်ဒီချိန်ဒီလိုထိမှုတော်မှုကိုတင်ညာကထွက်လေလို့တတ်မှတ်လိုက်တာတော့ပညာဉာဏ်ရဲ့တော်ကနောက်ကွယ်ကအမှန်တရားကိုသိရလူတယောက်စိုးနေပြီဆိုရင်လည်းအဲ့လူကဆိုတာမဟုတ်ဘူးနောက်ကွယ်မှာသူကလောဘစိတ်တွေဖြစ်နေတယ်ဒေါသစိတ်တွေဖြစ်နေတယ်အဥစဉ်တို့လူတယောက်တွေ့ရင်လည်းဒီလူဟာအလိုရမက်ကြီးလိုက်တာလို့ထင်တာပေါ့။မှန်လူကအလိုရမက်ကြီးတာမဟုတ်ဘူး။နောက်ကွယ်မှာလောဘစိတ်ဖြစ်နေတယ်။ လောဘစိတ်ကလူယမက်ကို ကြီးစေတာလူကလူယမက်ကြီးတာမဟုတ်ဘူးလူကပဲဒီလူကပဲလူယမက်ကြီးတယ်ဆိုရင်ဥစဉ်ကပြညတ်ဖြစ်နေအဲဒါဆိုဝိပဿနာလမ်းကြောင်းတော့မရောက်ဘူးလူမမြင်မဲနဲ့နောက်ွယ်ကလောဘကလူယမက်ကြီးတာလို့နားလေလိုက်ရင်ဥစဉ်ကဝိပဿနာလမ်းကြောင်းပေါ်ရောက်လာပြီနောက်တစ်ဆင့်ကျတော့ဥစဉ်ကပညာဉာဏ်ကထိုးရင်းပြီးတော့ပေါ့ နောက်ွယ်ကအမှန်တရားကိုသိရမယ့်အပြင်ပေါ့။ तू ကနောက်တစ်ဆင့်တက်လိုက်မယ်ဆိုရင်ပညာက तू ကဒီတဘောပဲဒီနိယာမပဲဆိုပြီးတော့ဒီနောက်ွယ်ကဖြစ်နေတဲ့အမှန်တရားဟာနေရာတိုင်းမှာလူတိုင်းမှာပေါ့။အချိန်တိုင်းမှာဖြစ်နေတယ်ဆိုတဲ့တူညီတဲ့သဘောတူညီတဲ့နိယာမကိုဦးဇင်းတို့နားလည်နိုင်ရမယ်။ ။ဒီလူကအလိုရမက်ကြီးတယ်ဆိုရင်ဒီအလိုရမက်ကြီးတာဘာလို့အလိုရမက်ကြီးလဲဆိုတော့သူကနှလုံးသွင်းမှလို့လောဘစိတ်ဖြစ်လို့ပေါ့။ဒီအာယုန်ဒီပေါ်မှာနှလုံးသွင်းမှတယ်ဆိုရင်သူကလောဘစိတ်ကဖြစ်လာမယ်။အာယုန်ဒီပေါ်မှာနှလုံးသွင်းမှရင် လောဘစိတ်ဖြစ်မယ်ဆိုတာကသူမှမဟုတ်ဘူးကိုကိုမလဲ။ကိုမှလည်းဒီအာယုန်နေနဲ့ဟလာဒွာရာတွေနဲ့တိုက်မယ်။အာယုန်နဲ့ဒွာရာတိုက်တဲ့အခါမှာပေါ့ ဒီပေါ်မှာအမှန်မတိဘူးတတိမကတ်ဘူးနှလုံးသွင်းမှမယ်ဆိုရင်လောဘစိတ်ဖြစ်လာမယ်လောဘစိတ်ဖြစ်လာရင်အလိုရမက်ကြီးမယ်ဆိုတာကသူမှမဟုတ်ဘူးကို့မှာလည်းဒီတဘောပဲကလေးမှာလည်းဒီတဘောပဲလူကြီးမှာလည်းဒီတဘောပဲတလေးဆံမှာလည်းဒီတဘောပဲနတ်မှာလည်းဒီတဘောပဲဆိုပြီးတော့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းပေါ့နေရာတိုင်းနေရာတိုင်းမှာဒီတဘောပဲဒီနေရာမှာတိုင်းပဲဖြစ်နေတယ်လို့တူညီတဲ့တဘောကိုနားလည်နိုင်ရင်ဥစဉ်တော့ပညာဖြစ်လာ ဒါဘယ်ပစ္စည်းအပရိခဉဏ်လို့ခေါ်ရဲ့ဒီအကြောင်းတရားတိုင်းလုံးရင်ဒီလိုအကျိုးတရားတိုင်းဖြစ်မယ်ဆိုတာကသူမမဟုတ်ဘူးငါမမဟုတ်ဘူးတိရိစ္ဆာန်မမဟုတ်ဘူးနတ်မမဟုတ်ဘူးပေါ့အားလုံးဒီတဘောပဲဒီနေရာမှာတိုင်းမယ်ဆိုပြီးတော့နေရာတိုင်းချိန်တိုင်းမှာပေါ့နေရာမရေပုံကမရွေးပေါ့ဒီမှန်တရားဖြစ်နေတယ်လို့နားလည်နိုင်ရင်ဒါပညာဉာဏ်ပေါ့ဒါဖြစ်လာဒါပရိစ္ဆာန်မုတ်ဘတ်ဆိုတာဒါနေရာမှာကိုတင်တာပဲဒီပုံစံတိုင်းဖြစ်နေတယ် မိမိမှဖြစ်တာမဟုတ်ဘူးသူလည်းဖြစ်နေတာပဲယောက်ျားလည်းဒီပုံစံပဲမိန်းမလည်းဒီပုံစံပဲဘုန်းကြီးလည်းဒီပုံစံပဲတီလာရှင်လည်းဒီပုံစံပဲအဲ့ဒါဖတ်တာဖြစ်ရင်ဝေဒနာဖြစ်မယ်ဝေဒနာဖြစ်တဲ့ပုံမှာအတိမမှန်ရင်တဏှာဖြစ်မယ်ဥပါဒံဖြစ်မယ်ဆိုတာဒါနိယာမပဲနိယာမကိုနားလည်မှပညာဉာဏ်ဖြစ်မယ် တော့ပညာဉာဏ်ဖြစ်ရမယ်ပညာဉာဏ်နဲ့တည်ထားတတ်ဖို့ကြိုးစားမယ်အစာပိုင်းမှာတော့ဥစဉ်တော့တတိယဥဆောင်တယ်တတိယရှေ့ပေါ့ပညာကနောက်ကလိုက်နိုင်အောင်ကြိုးစားရတယ်တတိကိုထောက်အတိကနောက်ပေါ့တရားနာမလေးတွေဥဆိုရင်အတိကိုထောက်တတိကိုထောက်ထားရတယ်တတိယရှေ့အတိဆိုတဲ့ပညာကနောက်ကလိုက်ရတယ်တတိကိုထောက်အတိကနောက်ပေါ့တတိကိုထောက်ပညာကနောက်ကလိုက်ရတယ် ။ဒါဆိုတစ္ဆာတရားတွေနာကြပါများလို့မှန်ကန်တဲ့အတိဖြစ်သွားပြီဆိုရင်တော့အတိကိုထောက်တတိကနောက်ရောက်သွားမယ်။အတိကရှေ့ရောက်သွားမယ်ပေါ့။မှန်ကန်တဲ့အတိပညာဉာဏ်ကဥသိသွားမယ်ပေါ့။ပညာဉာဏ်ကဥသိသွားမယ်။အဲ့ပညာဉာဏ်နဲ့တတိထားတာမျိုးဖြစ်လာ။ဦးဇင်းတို့ကအခုတော့တူတိငါတိရက်ွက်တိနဲ့ပဲဝင်နေထွက်တယ်နိုင်နာတယ်ပူရင်ပူတယ်ဆိုတော့ပညာမပါဘဲနဲ့တတိထားနေတဲ့အတွက်ဦးဇင်းတို့ကဓမ္မထရေရောက်လာတာပေါ့ တော့ပညာဉာဏ်ဖြစ်ဖို့အတွက်ဦးဇင်းတို့ဘာဖြစ်နေတယ်ညာဖြစ်နေတယ်ဆိုတဲ့ပေါ့ဒုတိငါတိတွေရဲ့နောက်ွယ်ကတကယ်ဖြစ်နေတဲ့ယုတ်တရားနံတရားတွေကိုနားလည်နိုင်ရမယ်ထိုးတွင်ပြီးတော့သိရမယ်ပြီးရင်ယုတ်တရားနံတရားတွေဖြစ်တာကိုနားလည်ရင်ဒီလိုဖြစ်နေတာဟာမိမိမှမဟုတ်ဘူးသူတစ်ပါးမှလည်းဒီတိုင်းပဲတလေးဆံမှလည်းဒီတိုင်းပဲကလေးမှလည်းဒီတိုင်းပဲလူကြီးမှလည်းဒီတိုင်းပဲနတ်တီ တလိဆန်နေပါလေဒီပုံစံပဲဒီလိုနားလည်နိုင်ရမယ်ပေါ့ဦးဇင်းညညကကုတုစိတ်အာကုတုစိတ်တင်နေလောဘဒေါသမောဟတွေဖြစ်ရင်ဆင်းရဲမယ်ဆိုရင်သူကလောဘဒေါသမောဟဖြစ်ရင်ဆင်းရဲမယ်ဆိုတာကမိမိမှမဟုတ်ဘူးသူတပါးလေဒီပုံစံပဲတလိဆန်မှာလည်းဒီပုံစံပဲနတ်မှာလည်းဒီပုံစံပဲအတိတ်ကလည်းဒီပုံစံပဲပြစ္ဆုတ်ဘက်မှာလည်းဒီပုံစံပဲအနာဂတ်ကျရင်လည်းဒီတဘောပဲ ဒီနေရာမှာအတိုင်းပဲဖြစ်နေမယ်ဆိုတာကိုတူညီတဲ့သဘောတူညီတဲ့နေရာမှာကိုနားလည်နိုင်မှဝိပဿနာပညာဖြစ်လာမယ်